ညတဲ့ချိတ်ဆက်နေတဲ့အတန်ဝါဒန်ကိစ္စဘဲလစ်ပြောပြီးအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်အနေနဲ့တင်ဆက်နေပါတယ်မန်ချက်စတာယူနိုက်တက်ကနေရာဒီမှာပြည်ရင်ပြောင်းလဲမှုတွေစတင်ပြုလုပ်နေပြီးတော့နေပြရဝင်အမော်ရင်စိတ်တိုင်းကြကစားမားတွေကိုစတင်ခေါ်ယူနေပါတယ်ညတဲ့ကတိုက်စင်းတဲ့ကိုသမားနေရာအတွက်အင်အားဖြည့်တင်းထားပြီးသားဆိုပေမဲ့ကွင်းလယ်ကွက်လက်ကြီးကတော့ဒီတိုင်းကျန်နေပါတယ်ညတဲ့ကတဲ့ရွယ်ကြီးရင်လာတဲ့ကက်စမဲရိုနေရာအတွက်အစားတို့ကစားမားတယောက်ခေါ်ယူဖို့လိုအပ်နေပါတယ်ညတဲ့ကကိုဗီမိုင်းတို့ကိုပွဲထုတ်လို့ရပါပြီလေ ေမော်ရင်ကအကြောင်းပြချက်ရေးရာမရှိဘဲနဲ့ကြောင်ထိုးထားတဲ့အတွက်မိုင်းနူးလဲနေရာဒီမှာကရေက အသင်းကနေထွက်ခွာဖို့ကြိုးစားနေပါရီဒါပေမဲ့ United ကမိုင်းနူးကိုဆွဲခြားခဲ့ရတာကြောင့်ဒီရာဒီမှာလဲအသင်းမှာဆက်ရှိနေတယ်ဆိုပေမဲ့ပွဲချိန်မရနေတာကြောင့်ဇန်နဝါရီမှာရင်အသင်းကနေထွက်ခွာသွားရဖို့များနေပါရီအဲ့တော့ United မှာအစားတော်ကွင်းနဲ့ကစားမတယောက်အရေးပေါ်ရှာဖွေဖို့လဲလိုအပ်လာနေပါရီအဲ့တော့ United က Crystal Palace ကစားမဖြစ်တဲ့ Edward Dan ကိုမျက်စိကျနေပြီးတော့ချိတ်ဆက်မှုတွေပြုလုပ်နေပါရီ မန်ချက်စတာယူနိုက်တက်ကအဒန်ဝါဒန်ကိုခွဲယူဖို့အတွက်စိတ်ဝင်စားနေတဲ့အပေါ်မှာခရစ်စတယ်ဘဲလစ်ဩဂတာကတရင်စကားပေးရင်တုံ့ပြန်လိုက်ပါရီဘဲလစ်ဩဂတာကတော့ယူနိုက်တက်ကိုရှိုက်ထိသွားစေလောက်မဲ့စကလုံးမျိုးကိုရွေးချယ်ပြီးတော့အကြောင်းပြန်လိုက်တာဖြစ်ပါရီဘဲလစ်ကဝါဒန်ကိုပေါင်း၂၂သန်းတင်းနဲ့ရလိုက်တာကနှစ်နှစ်တည်းရှိပါသေးတယ်။ဝါဒန်ကပထမရာသီမှာတရားပဒနာနဲ့ရုန်းကန်နေခဲ့ရပေမယ့်ပြိုင်ပွဲစုံ၂၈ပွဲတော့ပါဝင်ကစားပေးခဲ့သေးပြီးတော့လျှော့ငတ်တဲ့ FA Cup ရရှိအောင်လို့ကွန်ကြီးဆွမ်းဆောင်ပေးခဲ့ပါရီ။ ဒါပြင်ရာသီမစားခင်တုန်းကရှင်ပြိုင်ကစားခဲ့တဲ့ community တိုင်းမှာလည်းလေဘောက်ကိုဆက်တဲ့အနိုင်ယူလို့ဝါတန်ကလည်းပိုကောင်းတဲ့ကစားမတစ်ယောက်ဖြစ်လာနေပါပြီ။အသက်၂၁နှစ်ပဲရှိသေးတဲ့ဝါတန်ကပရီးမီးယားလိရဲ့အကောင်းဆုံးကွင်းလှယ်ကစားမတွေကတစ်ယောက်ဖြစ်ပြီးအနာဂတ်အင်္ဂလန်အသင်းရဲ့အရေးပါတဲ့ကြေပွန်လေးတစ်ယောက်လည်းဖြစ်ပါရည်။ဝါတန်ကအသင်းရဲ့လေယာဉ်ဘဝကိုပြီးခဲ့တဲ့နှစ်စုံလတုန်းကအကြိမ်မဲကစားရသေးပြီးတော့အဲဒီတော့ကယူရိုအခြေစမ်းပွဲမှာဂါရက်ဆောက်ကိတ်ကအသုံးပြုခဲ့တာပါ။ဝါဒန်ရဲ့ရည်သွေးကြောင့်ယောဘတခွင်ကအသင်းကြီးတွေစောင့်ကြည့်လာကြပြီးဒီထဲမှာရီယယ်မက်ဒရစ်နဲ့မန်ချက်စတာယူနိုက်တက်ကတော့ ထိတ်ဆုံးကနေအတက်ကြွဆုံးဖြစ်နေကြပါတယ်။ဝါဒန်ရဲ့နာကန်နဲ့ပတ်သက်ပြီးတော့ Crystal Palace ပူတဲ့ပါရှင် Steve Parish ကဝါဒန်ကချန်ပီယံလိကစားချင်ပြီးတော့သူတို့နဲ့ပဲဖြစ်ဖြစ်တခြားသင်းကြီးတစ်သင်းကနေပဲဖြစ်ဖြစ်ကစားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဝါဒန်ကထူခဲ့တဲ့အည်သွေးရှိသူဖြစ်ပါတယ်။သူ့အနေနဲ့ဝါဒန်ကိုစားဘာမှပြောပြလို့မရသေးဘူးဆိုရင်တော့မှဝါဒန်ကတော့ Palace ကိုပဲအာယုံနှစ်ထားသေးတယ်လို့ယုံကြည်ကြောင်းလဲ Paris ကပြောခဲ့ပါတယ်။ဝါဒန်ကလူငယ်ကစားမတွေဖြစ်များတဲ့ပုံကျန်တရာကြောင့်ပြီးခဲ့တဲ့ရာသီမှာအပြေအဝအားထက်မကစားနိုင်ခဲ့ပါဘူး။ ီယာဒီမာရောဝါတန်ကပြေဝအောင်စိုက်ထားပြီးတော့အင်္ဂလန်တင်းမှာပါဝင်ခွင့်ရရှိဖို့ပဲလစ်မှာပုံမှန်ပွဲတွေကစားဖို့ကြိုးစားနေမယ်လို့လည်းပေါရစ်ကယုံကြည်ကြပါရီအခုချိန်မှာတော့ဝါတန်ကဒါရီကိုပဲအာယွန်ဆိုင်ထားလို့တခြားအသင်းကြောင်းကောင်းထဲမှာမရှိဘူးလို့လည်းပြောလိုက်ပါသေးမန်ချက်စတာယူနိုက်တက်နဲ့ချိန်ဆက်နေမှုတွေနဲ့ပတ်သက်ပြီးတော့လည်းပေါရစ်ကဖိအားအစ်စ်လို့မယူဆတဲ့အတွက်စိတ်ပူနေတာမျိုးမရှိကြောင်းပြောကြလာခဲ့ပါရီတကယ်လို့မန်ချက်စတာယူနိုက်တက်ကအတန်ဝါတန်ကိုလိုရှိတယ်ဆိုရင်ဒါကအော်စရာကိစ္စတော့လည်းမဟုတ်ပါဘူးဒီကချက်ကသူ့မှာအနှစ်ရှည်စာချုပ်ကျန်နေပါသေးတယ် ဒီတော့ကျွန်တော်တို့ပုံမှာဖီအားတော့မရှိပါဘူးပြီးတော့ကစားမဘောလည်းတကယ်ဖီအားမရောက်နိုင်ဘူးလို့ပဲကျွန်တော်ထင်ပါတယ်လို့ပါရစ်ကပြောသွားခဲ့ပါတယ်ဝါဒန်ကအော်တိုဘာနိုင်ငံကပေးရအတွက်အင်္ဂလန်အသင်းမှာပါဝင်ရခြင်းမရှိခဲ့ပါဘူးတော်မတူချေကဝါဒန်ကလေရွေးစင်အတင်းနဲ့ထိုက်တန်တဲ့ကစားမဖြစ်ကြောင်းစာပို့လာခဲ့ပြီးလေရွေးစင်ဖြစ်ဖို့နှိစက်နေပြီဆိုပေမဲ့လိုအပ်ချက်တွေရှိနေသေးကြောင်းဝါဒန်ကိုပြောပြခဲ့ပါတယ်ဝါဒန်ကတော့ဘောလုံးလောကဆိုတာဒီလိုပဲဆိုတာနားလည်ထားပြီးတော့လာမယ့်ပွဲစဉ်တွေကိုကောင်းကောင်းကစားလို့2026ကမ္ဘာပလမှာပါဝင်ခွင့်ရရှိအောင်လို့ဆက်လက်ကြိုးစားသွားဖို့အဆုံးဖြတ်ကြပါတယ် ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။